မမမီဒေါ်လာကိုပြောင်းလဲလာခဲ့တဲ့တမီချော၃ရောက်ကိုပွဲထုတ်လာခဲ့တဲ့နန်တာလှိုင်အလုံးမဲမိကလာပေါင်းဗမစ်စနောင်းကနေကျေစွလိုက်ပါတယ်မင်းသမီးကြီးနန်တာလှိုင်ကတော့တမင်မျက်လုံးဇင်းရောင်တောင်မျက်ခုံးလေးနဲ့ဆိုပြီးနမင်ရခဲ့တဲ့အထိကြော်ကြားခဲ့တဲ့သူပေါင်းငငယ်တုန်းကလည်းအရန်လှခဲ့တယ်လို့အခုချိန်မှလည်းချက်တီရှိရှိနဲ့လှသွေးကျွန်းနေတုန်းပေါင်းနန်တာလှိုင်မှာတမီကြီးဇေဝတီလှိုင်တမီလက်ဇေယတီလှိုင်တမီထွေလေးမင်းမတီလှိုင်ဆိုပြီးတမီချော၃ရောက်ရှိပါတယ် သမီးတွေငယ်စဉ်ကပုံတွေပဲပြောက်ခဲ့ပြီးအခုအရွယ်ရောက်မှပြန်လဲချပြခဲ့တာကြောင့်အကုန်လုံးကလည်းသမီးတွေကိုမြင်ပြီးအံ့ဩနေကြတာပါ သမီးတွေငငယ်တုန်းကလှသွေးမကြွယ်သေးတာကြောင့်မချောက်ပြခဲ့တာဖြစ်ပြီးသမီးတွေအခုလိုအသက်ရတခုရောက်မှထုတ်ပြလာခဲ့တာပါသမီးတွေကိုတခါမှမပြဘူးပဲအခုမှသာအများမြင်အောင်ထုတ်ပြဘူးတော့မို့သူရဲ့သမီးလေးတွေကိုချစ်ပြီးအဖေနဲ့တူတာအမေနဲ့တူတာဆိုပြီးတော့ပရိသတ်တွေကပြောနေကြတာပါသမီးတွေကအမေရဲ့အလှတရားကိုတော့မမီပေမဲ့တယောက်တစ်မျိုးစီတော့လှနေကြပါတယ်ဒါကလည်းငယ်သေးတာကြောင့်ဖြစ်နိုင်ပြီးတော့ဘာမှမပြင်းစင်ထတာကြောင့်လည်းဖြစ်နိုင်ပါတယ်။အနည်းဖြင့်ညလောကရဲ့အတွင်းရေးတွေကိုလည်းနန်တာလိုင်းတယောက်ကောင်းကောင်းချီးသိနေတာမို့သမီး၃ယောက်ကတော့မင်းသမီးလောက်ခွင့်ပေးမလားမ ပေးဘူးလားဆိုတာကိုတော့သိချာမသိရသေးပါဘူးအခုလိုသမီးတွေရဲ့ပကတိငကုံမူလအလှတွေကိုမြင်နေရတာကလည်းသူတို့မိသားစုဟာပြင်စမားမြောက်စာနာကျော်ကြိုက်တကိုထုတ်စီတီတော်ထီတင်ပွဲကိုတာယောက်လွတ်တန်းတုံးကရိုက်ခဲတဲ့ဓပုံကြောင့်ပဲဖြစ်ပါတယ်အလိုဖြစ်တာကြောင့်မိကအပြင်စင်ကိုဘာမှမလုပ်ဘဲငကုံမူလအလှတွေနဲ့ပဲသွားခဲ့တာဖြစ်ပါတယ်အမေဖြစ်သူနန်းတာလိုင်းကချက်တီရေရှိပြီးအရန်ကိုလှပလွန်တာကြောင့်သမီးတွေကမလှဘူးလို့ပြောဆိုနေကြပေမဲ့တချို့တွေကတော့အမေရောသမီးတွေပါလှနေတယ်လို့ဆိုကြပါတယ်နန်းတာလိုင်းဟာပုံစံလေးကအစအရန်အေးချမ်းပြီး မမနာမရှိသလိုစိတ်သဘောထားလဲပြေဝတာကြောင့်လူချစ်လူခင်လဲပေါ်ပါတယ်မင်းသမီးမဖြစ်ခင်ကတည်းကအရန်ချော့အရန်လှတာကြောင့်သဘောကျတဲ့သူလဲများတာပါ အပြောတွေအပြုံးတွေလမ်းလျှောက်ပုံတွေကြောင့်ကျောင်းသူဘဝကလေးကကျောင်းမလဲနာမည်ကြီးခဲ့တဲ့စူပါစတားတယောက်ဖြစ်ခဲ့တာမို့သမီးတွေကမမေ့တလို့ဖြစ်နေတာပေါ့အများစုကတော့သမီးတွေကလည်းချော့ပြီးတော့ချက်တည်ရှိတယ်လို့အဖေထောက်ခံကြပါတယ်သူတို့မိသားစုကလည်းအားကျပြီးတော့ဘယ်ချိန်ကြီးကြီးအေးချမ်းနေတယ်လို့ပြောကြတာပေါ့သမီးကြီးဇေဝရီအလှန်ကတော့အာကစားဘက်မှာရောက်အနှွေပညာဘက်မှာပါအာတန်ပါတယ်အာကစားဘက်မှာချက်တောင်ရိုက်အာကစားကိုထွချွန်တဲ့အပြင်အနှွေပညာဘက်မှာလည်းပီယန်နိုကိုကျွမ်းကျင်စွာတိခတ်တတ်တာပေါ့ ပညာရေးဖက်မှာလဲစာလဲတော်ပကြီးလဲတော်သူတိုးပေါင်းအမေဖြစ်သူနန်တာလိုင်းကတော့သူ့သမီးကြီးပကြီးဆွဲတော်စက်တောင်ရိုက်တာရင်းဘီအန်အိုတီးတာတွေကိုဂုံယွန်စွာနဲ့လိုင်းပေါ်တင်တတ်ပါသေးတယ်။သမီးလက်ဇေယတီလှိုင်းနဲ့သမီးထွေးလေးမေမတီလှိုင်းတို့ကလည်းပကြီးဖက်မှာထူးချွန်ကြတာပေါ့။ ။သမီးတွေကနန်တာလိုင်းနဲ့တူလို့အနုပညာဘက်မှာထူးချွန်နေကြတာပါ။နန္ဒလိုင်ရဲ့ငโกဟန်ကိုကမဟာဆန်ပြီးတော့စက်တီရရှိလာတာကြောင့်မင်းသမီးမဖြစ်ခင်ကတည်းကနမဲကြီးပါတယ်1998ခုနှစ်မှာရွှေနတ်သာဆိုင်ရုပ်ရှင်ဇာတ်ကားကြီးနဲ့အကောင်းဆုံးမျိုးသမီးဇက်ဖို့စုကိုရရှိခဲ့ပြီးတော့ 2006ခုနှစ်မှာတောင်တမန်သစ္စာရုပ်ရှင်ဇာတ်ကားနဲ့အကောင်းဆုံးမျိုးသမီးဇက်ဆောင်ဆုကိုရရှိခဲ့ပါတယ်။ဒါကြောင့်လည်းကဘာကြီးနှစ်ချမ်းကွဲသွားရင်တော့မိမရှိတဲ့ဘက်နဲ့သမီးတွေရှိတဲ့ဘက်ကိုတရားဖြစ်ဆက်သွယ်ပေးမှာပါဆိုတဲ့အမျိုးသားဖြစ်သူဇေတီဟာကအချစ်ပိုကအရင်လိုက်ခဲ့တာဖြစ်ပါတယ်။အမျိုးသားကလည်းအရန်ချစ်တယ်လို့လှပတဲ့သမီးတွေကိုပိုင်ဆိုင်ထားတာကြောင့်နန်တာလိုင်းကတော့အကန့်ကောင်းပြီးရင်ကောင်းနေစေပဲဖြစ်ပါတယ်။ပရိသတ်တို့ရဲ့အမြင်မှာနန်တာလိုင်းရဲ့သမီး၃ယောက်ထဲကဘယ်တစ်ယောက်ကအနှောက်ဆုံးလဲဆိုတာပြပြခဲ့ပါအောင်ရှင်း ။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။